ကိစားသမားတို့ရဲ့ကော်ဖီတောက်အောင်ပူတယ်ဒါပဲတိတ်ကြည်အောင်နော်ဆိုတော့အားလုံးမင်္ဂလာပါမယ်နီယူချန်နယ်ကနေအားလုံးကြိုဆိုပါတယ်ကျွန်တော်ဒီကနေ့မှတော့မယ်ဆောင်နေတဲ့တင်နေတဲ့ဒီနေ့တနင်္လာခွေကစားခဲ့တဲ့အာဒီဘောင်ရဲ့အင်ကွေးမှာယူပါလေးစီမီပန်နေပထမအကျော်ဇီ3နဲ့ကျွန်တော်တို့ကအဝေးကွေးမှာတကယ်ကိုပါဖော်မန့်ကောင်းကောင်းနဲ့ပြခဲ့တဲ့အနိုင်တစ်ခုကိုကျွန်တော်ရရှိခဲ့တာပေါ့ဗျာ။ပုံနာနာအတွက်လည်းဒီနေ့ပွဲစဉ်က clean sheet လေးရခဲ့သလို ကျော်တို့အတင်းအတက်နောက်တစ်ဆင့်တက်ဖို့အတွက်ကိုအချိန်လေးကောင်းနေတော့ဗောဗျာဆိုတော့အဲ့ဒီပွေစင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ထုံးစံတိုက်ဖို့ဗျာတစ်ဖက်သင်းအရှင်နဲ့ကိုယ်ယူနေသေးသည့်အရှင်နဲ့ပွေစင်သေးချက်ကျွန်တော်ဆွေးနွေးကြအောင်စာသမားတွေအန်ခွေမင်္ဂလာပါအန်ခွေမင်္ဂလာပါဆိုတော့ပထမဆုံးဘီဘောအသေးဘက်ကိုကြည့်အောင်လို့ချင်တော့ဘီဘောအသင်းကသူတို့ရဲ့အင်္ဂွေပီပီတကယ့်ကိုရတဲ့အသင်းကိုဒုက္ခပေးတဲ့မီနီပိုင်းကျွန်တော်ရှိခဲ့တယ်ပထမပိုင်းဆိုရင်သူတို့အသင်းဘက်ကတကယ့်ကိုအလုံးလုံးနိုင်ငံရဲ့ပလေးယာတွေရှိခဲ့တယ်ယူနိုက်တက်အသင်းကိုကောင်းကောင်းကြီးဒုက္ခပေးနေတဲ့ အကြိုက်တို့တွေ့မြင်ခဲ့ရတယ်ဒါပေမဲ့လို့အဲမီနီနစီကျော်လာတဲ့အများကိုဒီအသင်ဘက်ကအခွင့်အကောင်းတွေကြာရှိခဲ့တယ်ပြီးလို့ရှိရင်35မိနစ်မှဆိုရင်သူတို့အသင်ဘက်ကတရောက်ရော့ပယ်နယ်တီကျွန်တော်တို့ပေးထားခဲ့ရတယ်သူတို့ဘက်ကပေါ့ဗျာဆိုတော့အဲဗီဘာအသင်ကိုတော့ထူထူပြောစရာမလိုပါဘူးတကယ်ကို သူတို့အသင်မှဆိုရင်တိုက်စီဘိတ်မှဆိုရင်လေယူနိုက်တက်အသင်ကိုဒုက္ခပေးနိုင်ခဲ့တဲ့ကစားသမားတွေကျွန်တော်မြင်တွေ့ခဲ့ရတယ်ကွင်းလီတို့နောက်တန်းတို့အဖက်ဘက်က သူတို့အင်ကွင်းပြီးပြီးအကောင်းဆုံးကစားခဲ့တာပေါ့ဗျာဒါပေမဲ့ရလက်အနေနဲ့ကတော့ကျွန်တော်အသင်းဘက်ကဟိုနိုင်ခဲ့တာပေါ့ဆိုတော့ကိုရီအသင်းဘက်ကဒီနေ့ပွေးစီမှာပွေးထုတ်လာတဲ့လူစင်းကိုကြည့်ရလို့ချင်းပြောပြီးခဲ့တဲ့ပရီးမီးယားလိပ်ပွေးစီတုန်းကလူစင်းအတိုင်းမထွက်ပေါ်လာခဲ့တဲ့တနည်းအားနည်းနည်းအားလောက်ကျွန်တော်ပြောင်းလဲခဲ့တာပေါ့ဗျာကိုသမားနေမှာအန်ဒရီအိုနနာနောက်တဲ့စင်တာဘက်မှာဆိုရင်လီနီယူရိုမကွိုင်းရနဲ့ဗီတာလီလိုအသုံးပြုခဲ့တယ်ဗီတာလီလိုအနေနဲ့ပထမပိုင်းမှာဆိုရင် အဲ့ဒီပွေးစားမှာအမှားတချို့ရှိခဲ့တယ်ဒါပေမဲ့နောက်ပိုင်းအနေထားတွေမှာအကောင်းဆုံးဖြစ်ခဲ့တာပေါ့ဗျာကွင်းလေးလေးရောက်မှလည်းကျွန်တော်တို့ထင်တဲ့အတိုင်းပါပဲပက်ထရစ်ဒူကိုကက်စမီရိုအူဂါတီနဲ့မာဇာရာကြီးပေါ့ဗျာနေပယ်တဲမှာဘရူနိုဖာနန်ဒက်နဲ့ဂါနာယိုအထောင်မှာကဟွိုင်လင်းဟွိုင်လင်းရဲ့ကောင်းမှုရောက်ကျွန်တော်တို့ပနေတကူရခဲ့တယ်ဆိုတော့ဒါကကျွန်တော်ပထမပိုင်းအနေထားမှာထွက်ပေါ်လာခဲ့တဲ့လူစင်းစစ်တယောက်ပေါ့ ဒီနေ့ပွေးစဉ်ကကိုရီအတင်းတက်ကိုတကယ်ကိုအရေးကြီးခဲ့တဲ့ပွေးတွေဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့လက်ရှိ3စီးနဲ့ကျွန်တော်ရလဲထွက်ပေါ်ခဲ့တဲ့ Onana အတွက်လည်း clean sheet ရခဲ့တယ်။အချိန်တွေကတော့ပေါ့ဗျာကျွန်တော်တို့ဒီဂျူပါလိမ့်မှာဆိုရင်ဒီကောင်းမွန်တဲ့အချိန်တွေလေးကျွန်တော်ပြောလို့ရတယ်။၃ကိုအထက်သွင်းတာတို့၄ကိုအထက်သွင်းတာတို့အဲ့လိုမျိုးဂိုးတွေလေးများများဆက်ဆက်သွင်းနိုင်ခဲ့တယ်။ယူပါလဲအနေအထားတစ်ခုမှပြီးလို့ချင်းကျွန်တော်စောစောကပြောသလိုပါပဲရှုံးပွေးလေးမရှိသေးဘူး။ ဒါက imitate ကောင်းတဲ့အချက်တွေပေါ့ဗျာဆိုတော့ဒီနှစ်သင်းကပေါ့ဗျာပထမပိုင်းမှာဆိုရင်ဇီတိနဲ့ကျွန်တော် United အသင်းက3ဂိုးသွင်းခဲ့တယ်ဘောလုံးပိုက်ဆိုင်မှုမှာဆိုရင်သူတို့အသင်းဘက်က3ဆဲလေးရခိုင်လုံးဝရခဲ့တယ်ကျွန်တော်တို့ United အသင်းဘက်ကဆိုရင်6ဆဲ6ရခိုင်လုံးရခဲ့ပြီးတော့ဂိုးပေါက်ကယ်တင်မှုကျွန်တော်တို့က၄ဂျင်သူတို့အသင်းက9ဂျင်လို့ရှိခဲ့တယ်ပြလို့ရှိရင်ဂိုးပေါက်တင်းမှာကျွန်တော်တို့က3ဂျင်သူတို့က2ဂျင်ပေါ့ဗျာအဲ့ဒီ3ဂျင်မှာကျွန်တော်3ဂိုးဝင်ခဲ့တယ် ကျွန်တော်အသင်ဘက်ကမိနစ်30မှာတကိုးရေ38မိနစ်မှာပယ်နေတီတကိုးနဲ့45မိနစ်တကိုးကျွန်တော်တွင်းခဲ့တယ်ဆိုတော့အပွေးစားပြီဆိုတာနဲ့တစ်ဖက်အသင်က PRP ကစားတာကျွန်တော်ရှိခဲ့တယ်9မိနစ်လောက်မှာကာနာရှိုးတကိုးရတယ်ဒါပေမဲ့အဲ့ဒီဂိုးကလူကျင်ပေါ်တင်ပေးပြီးတော့ကျွန်တော်ဂိုးမရခဲ့ဘူးအသင်ဘက်ကပေါ့ဗျာဓာတ်ကွန်ပေါ်ကြီးခဏခဏပေးခဲ့ရတယ်ကျွန်တော်အသင်ကတော့ဒါတော့ထုံးစံတိုင်းပေါ့ဘာလို့လဲဆိုတော့ကိုရီးယားအသင်အနေနဲ့အဲ့ဒီဓာတ်ကွန်ပေါ်ကြီးအမြင်ပေါ်တွေကို အသုံးမချနိုင်တဲ့အနေအထားတွေမှာကျွန်တော်ရှိနေရတယ်။တာကိုလေးလိုင်းမင်းတွေရဲ့ဒီမှာအကောင်းဆုံးပြင်ဆင်နိုင်ဖို့လိုတယ်။ဘာဖြစ်လို့တဖက်အစ်တင်တွေကကျွန်တော်တင်အားနည်းချက်ကိုသိနေပြီလဲ။ဒီကောင်တွေကအမြင်ပေါ်တွေမရှိဘူး။ပြီးလို့ချင်းကောင်းတိုက်ဒီတောင်းကန်ပေါ်တွေကိုလေအားနည်းတွေအတွက်ဒီလိုမျိုးခွင်းရင်းတွေကိုသူတို့အတင်ဖက်ကအသုံးချခဲ့တာပဲ။ဆိုတော့ကိုအတင်ကပြန်လာနိုင်ခဲ့ပါတယ်။ပထမပိုင်းမပီးခင်မှာဆိုရင် ွင်းလို့ရှိရင်ပက်ထရစ်ဒူကိုအနေနဲ့အဲ့ဒီကွင်းလင်ဘေဖက်အချင်းကတော်တော်ညံ့တာနော်ကျွန်တော်နိုင်ကြလို့သာနိုင်ခဲ့တာပက်ထရစ်ဒူကိုစီကနေပောက်တော်တဲ့ဂိုးတွေကျွန်တော်ပေးရမယ့်အနေထားတွေကျွန်တော်တွေးခဲ့ရတယ်တူချင်းကြော်ဖြစ်တဲ့နေရာမှာလဲပက်ထရစ်ဒူကဟိုတခြားဒီဘီဘာဝရဲ့ကစားသမားအနေနဲ့ချီချီလဲအားနေမှုရှိတယ်ဒါပေမဲ့လို့နောက်ပိုင်းမိနစ်တွေမှာလဲသူ့အနေနဲ့အကောင်းဆုံးလုပ်ပေးနိုင်ခဲ့တာပေါ့ဗျာဆိုတော့ကျွန်တော်တေးဘက်ကပေါ့ဗျာမီနီ30မှာရှင်အဲ့ဒီ တိုက်စစ်တောင်ပိုင်းကတော့မခွမ်းရကတင်ပေးလိုက်တာတကယ့်ကိုလှတယ်ဗျာဆိုတော့ခန္ဓာရှူတို့အဲ့ဒီမှာချိနေတဲ့အေးတိုက်စစ်တောင်ပိုင်းတွေမှာကစားနေတဲ့ကစားသမားတွေထက်ကိုပိုပြီးတော့ကောင်းတယ်ချပေးလိုက်တဲ့အလုံးကလင်းခောက်ပြီးတော့ချပေးတာနော်အဲ့ဒါကိုကျွန်တော်တို့ဒီတကူသွင်းတာပေါ့ဗျာကစမီရိုကတကယ့်ကိုပိတ်သွင်းပလိုက်တာကျွန်တော်ဝင်းစီဖြစ်တဲ့32မိနစ်မှာအေးရာထဲမှာ regiment point လေးကိုဆွေးရှာလို့ ကျွန်တော်ပနေဒီပေးရတယ်သူတို့အသင်ဘက်ကအဲ့ဒါကိုဘလူးနိုကန်တယ်အမှားရမရှိအသင်ဘက်ကဒီပထမပိုင်းအနေနဲ့မှတော့ကေးကိုစိုးမှုနေတာပို့ပြီးတော့ကစားမှုတွေကောင်းလာတယ်55မိနစ်အရမှနောက်ထပ်တကွကျွန်တော်ခေးရခေးစစ်ဥဂါဒေရှာပေးတာနော်အဲ့ဒါကိုဘလူးနိုဖန်နေကပိတ်ကွင်းအသင်းနေကျွန်တော်ဘလူးနိုဖန်နေတဲ့အနေနဲ့9ကိုရတယ်ပနေဒီတကွဥဂါဒေဖန်တီတာကိုသူတကွအသင်းနေပထမပိုင်းမှာလည်းကျွန်တော်ဒီ3စီးနဲ့ပြီးခဲ့တာပေါ့ဗျာ အမေတဲ့ပြောလို့ရှိရင်ဒီဘီဘောက်ကိုအတင်းတက်ကတော့စိတ်မကောင်းစရာပါသူတို့အမေကဲဆိုလုံးလုံးနိုင်ခဲ့တယ်ဒါပေမဲ့လို့ကိုဒီအတင်းထက်ညင်ခဲ့လို့သာသူတို့ချုံးခဲ့တာပေါ့ဗျာစူပါတောက်နေတာခဏခဏတောက်နေလို့မပြောနဲ့အရှင်ပြောင်းအတွက်ဆိုတော့ဒူရီယာပိုင်းအနေထားကိုကြားလို့ချင်းသူတို့တေဘက28ရာခိုင်နှုန်းပဲရခဲ့တယ်ကိုဒီအတင်းဘက်ကတော့80ရာခိုင်နှုန်းခဲဒီရခဲ့ပြီးတော့ဂိုးပေါင်း <coughs> ကင်သွင်းမှုမှာ14ကြိမ်နဲ့သူတို့အသင်းဘက်က6ကြိမ်ပဲရှိခဲ့တယ်။ပြီးလို့ချင်း9ပေါက်တွင်းမှာသူတို့3ကြိမ်ကျွန်တော်တို့က9ကြိမ်။9ကြိမ်မှာဗြဟ္မာမဲမကျွန်တော်တို့ဒီ3ကြိမ်ပေါ့ဗျာ။ဆိုတော့ဒူရီယန်ဘိုင်းမှာဆိုရင် သူတို့အသင်းကလည်းအဲ6ရဖို့အတွက်ကို6မပေးရဖို့ဥတည်ပြီးတော့ကစားတယ်။ဒါပေမဲ့တစ်ချက်တစ်ချက်ထိုးပေါင်းမှုတွေကျွန်တော်အီရဇက်ဒေါက်ကန်ဘော့တွေကိုသူတို့အသုံးချခဲ့တဲ့အပိုင်းတွေရှိတယ်။အဲ35မိနစ်မှာသူတို့ဒီပထမပိုင်းကလေးကနေတယောက်ယောက်အနေထားတစ်ခုကြောင်းဟိုဒီအသင်းကစားသမားတွေရဲ့ဖိအားပေးမှုတွေကိုသူတို့ တတော်ကိုခင်ခင်ရည်သူတို့အသေးဘက်ကတော့ဖျားပေးမှုရှိဘူးပေါ့ဗျာဆိုတော့အသေးအနေနဲ့ပေါ့ဗျာဒီ64မိနစ်မှဆိုရင်ဒီလေးဝင်လာတယ်မကွမ်းရဲကိုထုတ်တဲ့ဥကတိကိုထုတ်ပြီးတော့မစ္စမောင်းဝင်လာတယ်မိနစ်90နာရောက်တာနဲ့သူတို့အသေးဘက်ကအခွင့်အရေးတနည်းနည်းရတယ်ဒါပေမဲ့ကျွန်တော်တို့ခင်စည်းကကစားသမားတွေကိုင်းတွေကဖြတ်ထုတ်မှုတွေအဲ့လိုမျိုးအနေထားတွေကြောင့်သူတို့ဘာမှကိုကိုသိမှုမရှိခဲ့ဘူးပေါ့ ခွန်ဒစ်စ်လေးမိနစ်မှာမာဇာရာဘီကိုထုတ်ပြီးတော့လူချောင်းဝင်လာတယ်။ကိုဗီမိုင်နူးနဲ့ဝင်တယ်။အာမဲလေးကျွန်တော်တို့ဝင်လာခဲ့တယ်။ဆိုတော့အတင်းအတွက်ဒီနေ့ပွဲစီမှာနိုင်လေးနိုင်ခဲ့တယ်ပြီးလို့ရှိရင်ကျွန်တော်တို့မျောလင်းထားတဲ့ကစားသမားနှစ်ယောက်ဖြစ်တဲ့အာမဲဒီယာလိုဒီလီတို့ဒန်ယန်ကနေတက်တက်လာပြီးတော့ဒုတိယပိုင်းမှာပါဝင်ခဲ့တယ်။သိကြပါတယ်။ယူပိုင်လိုက်ဒုတိယအကြော့သူမဟုတ်ကျွန်တော်တို့ဒီတပတ်တနင်္ဂနွေနေ့မှာကစားမယ်ပရီးမီးယားလိမ့်မှာဆိုရင်လည်းပဲအာမဲဒီယာလိုအနေနဲ့ ဒုတိယပိုင်းလောက်ပြန်လာဖို့ရှိနေတယ်။ဘာဖြစ်လို့ဆိုတော့ဒီကစားသမားအနေနဲ့အင်ဂျူရီပြဿနာရှိနေတဲ့အတွက်ဒီကစားသမားကိုပထမပိုင်းကလေးကနေထစ်သည့်အသုံးပြုမှမဟုတ်ဘူး။ဘာကြောင့်လဲဆိုရင်ဒုတိယအကျော်ယူပါလေကအရေးကြီးတဲ့စီမီပိုင်းနေပိုလူဝေးဖိုင်နေတဲ့ဖို့အတွက်တစ်ဖက်မှာဆိုရင်လည်းစပါးကနိုင်ခဲ့ပြီးတော့အဝေးကသူတို့ကစားမယ်။အားကောင်းနေတယ်။တစ်ဖက်မှာကျွန်တော်တို့အသင်းဘက်ကတော့ပေါ့ဗျာအဝေးကွေးမှာတကီးကိုပေါ်ဖို့မကုန်းလို့ပြခဲ့တယ်။ ဆိုတော့စောစောကကျွန်တော်ပြောသလိုပါပဲဒီလင်းနဲ့အာမဲကိုမြင်ခဲ့ရတဲ့အနေအထားအရဆိုရင်နိုင်လေနိုင်ခဲ့တယ်။ဒန်ယာကနေ injury ကနေဟိုအချင်းနေမကောင်းပြီးတော့အခုဆိုရင်ပွေးထောက်ကစားခွင့်ရလာပြီ။နောက်ပိုင်းမိနစ်တည်းမှာဆိုရင်အာမဲဒီယာလိုတွေအနေအထားတွေကတကယ့်ကို performance ကောင်းကင်နဲ့ပြလာတယ်။ကျွန်တော်အသင်းမှာကအရေးကြီးပါတယ်။အာမဲဒီယာလိုချီးပြီးဆိုတာနဲ့ကျွန်တော်အသင်းရင်နိုင်ဖို့ကိုးရဖို့အတွက်ကိုပြစ်တဲ့အနေနဲ့ကတော့ မျောလင်းစရာကျွန်တော်ရှိတယ်အတိုးလို့ဒီကစားသမားလေးစီကနေတကိကိုဖယ်တင်မှုကောင်းတဲ့ပုံစံတွေကျွန်တော်ရှိတဲ့အတွက်အာမဲကိုကျွန်တော်အများကြီးလိုအပ်တယ်ထို့နည်းလကောင်းပါပဲကျွန်တော်တို့ဒီဒီလေးဆိုရင်လေအဲနောက်တန်းမှာဆိုရင်တကိကိုဖြတ်ထုတ်မှုတွေသူရဲ့ဒီ long ball first day ပေးပို့မှုတွေကနေအမဲကန်စုကျွန်တော်လုံးနိုင်ရေး player တစ်ယောက်ဖြစ်တယ်ဒါကြောင့်ဒီကစားသမားနှစ်ယောက်ဒီနေ့မှအရင်နေရာကဒုတိယပိုင်းမှာဝင်လာခဲ့လို့ကျွန်တော်ကတော့တကယ့်ကိုပျော်ရွှင်မိတယ်အသင်ကလည်းနိုင်ပြီးတော့ ိုနနာအတွက်ကလင်းရှိရခဲ့တာပေါ့ဗျာကျွန်တော်တို့ဒီဗီဒီယိုစာမပြောသလိုပါပဲဂျူပါလိမဆိုတတော်အချင်းကြီးကောင်းတယ်လို့ပြောလို့ရရင်အဲကော်တာပိုင်နေမှာတော့ပေါ့ဗျာနောက်ကြောက်ကိုတွေနဲ့နိုင်ခဲ့ပြီးတော့တက်လာတာပေါ့တချို့ပွဲစီနေမှာဆိုကျွန်တော်တို့၃ဂိုးသွင်းတယ်အဲတရေကြတယ်နိုင်တယ်အဲ့လောက်ပဲရှိတာချုံးတယ်ကျွန်တော်တို့မရှိဘူးပရီးမီးယားလိမှာတော့ပေါ့ဗျာအော် အမေလည်းပြောသူလိုပါပဲဘလို့ပဲအချင်းနေစိုးနေပါစေပေါ့ယူပါလိမ့်မယ်ကျွန်တော်တို့အချင်းနေကောင်းဖို့လိုတယ်အခုစီမီပိုက်နေပထမအကျော့ကျွန်တော်တို့ကစားတယ်3စီနဲ့နိုင်ခဲ့တယ်ဒုတိယအကျော့ကိုရီအိုထရဘမှာကစားသမားတွေအနေနဲ့တက်တုံတက်တာနဲ့ကစားနိုင်ဖို့အခွင့်အရေးရှိတယ်ဘလို့ချင်းဒီနေ့ပွဲစီမှာပွဲထုတ်လိုက်တဲ့ကစားသမားတွေကိုလေကျွန်တော်တို့အနာပြလို့ရတယ်ဘာလို့လဲဆိုတော့အာမေဒီယာလိုတို့အနေနဲ့တိုက်စစ်ပိုင်းကိုအဆင်ပြေပြေကစားနိုင်ခွင့်ရှိလာပြီး အခုဒီနေ့ပွဲစီမှာလေဘာမှ injury ပြဿနာထဲမတွေ့ခဲ့ရတဲ့အတွက်ကျွန်တော်အချိန်နေကောင်းခဲ့တယ်တစ်ဖက်သင်္ကပ္ပောဗျာဒီ penalty ပေးရတယ်လည်းမပြောနဲ့တယောက်ရော့ဖြစ်တယ်လည်းမပြောနဲ့လေခဏခဏပြစ်တယ်ဘောကျူးလွန်တာဘုံလို့ရှိရင်ကျွန်တော်တို့တန်ရတော်တော်များများရမှန်ကန်တော့ယူလို့ဆိုရင်လေဆိုတော့ကျွန်တော်သင်္ကပ္ပောဗျာတကယ်ဝင်းသက်စရာကောင်းပြီးတော့နောက်တစ်ဆင့်ကိုတက်ဖို့လုံးဝအလားလာတရားမှ90လောက်ကျွန်တော်ရှိနေတယ်ဒါမဲ့အင်ကွေးမှာတော့ကြူးဆိုင်ရမှာ ဘလို့ဆိုတော့သူတို့ဖိုကငါတို့ရဲ့အင်ကွေးမှာဒီကောင်တွေကသုံးခုတွင်းတာတွေသုံးခုဖုတ်တာတွေဒါကြောင့်သူတို့ရဲ့အင်ကွေးမှာအနိုင်ဖက်ကိုတွောမေးဆိုပြီးတော့သူတို့ချိနေတာဘလို့ပြင်ဆင်လာမလို့တော့မသိဘူးအဲ့လိုမျိုးပြင်ဆင်လာတဲ့အနေအထားတစ်ခုမှာကိုရီဖက်ကလည်း ready အနေအထားတစ်ခုဖြစ်နေဘူးလို့တွေဆိုတော့နိုင်ငံရေးစာသမားတို့ရဲ့တကယ်ကိုဝန်သက်စာကောင်းတဲ့အရေးပြည့်ကျွလို့နေတယ်ညီတို့ဒီနေ့ပွဲစီမှာဘလို့ထင်မြင်ချက်ရှိလဲ ်ဗီကစားသမားတွေကဘလောက်တိပဖော်မဲ့ကုန်ကိုပြနိုင်ကြလေကျွန်တော်တို့ဒီနောက်တစ်ဆင့်တက်ပြီးတော့ဖိုင်နယ်မှာဘယ်သူနဲ့တွေ့မလဲတကယ်ရောဖိုင်နယ်ကိုတက်မလားဆိုတာညီကိုတို့ရဲ့အမြင်လေးတွေဆွေးနွေးပေးကြပါအောင်ဆိုတော့ဗီဒီယိုလေးကဒီလောက်ပါပဲကြည့်ကြည့်အားပေးတဲ့ညီကိုတူရောက်စီတဲ့ကိုကျေးဇူးများတင်ပါတယ်ကျွန်တော်နဲ့ထက်ထူညီကိုတို့လေးဝမ်းတာပျော်ရွှင်နေလိမ့်မလို့ကျွန်တော်ကလည်းယုံကြည်မိပါတယ် ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရစေ။ဒီ channel လေးကို like and subscribe လေးမလိုအပ်သေးရင် like and subscribe နဲ့ notification ခေါင်းလောင်းလေးကိုတည်တာပြီးတော့ United အသင်းနဲ့ပတ်သက်တဲ့မှာသတင်းကိုမလတဲ့ကြည့်ရှုအားပေးနိုင်ပါကြကြောင်းပြောကြရင်ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရစေ။အားလုံးပဲကျေးဇူးများတင်ပါတယ်။အားလုံးပဲ okay ပါ။